ရေဝေးဖန်းဖို့သွားနေတဲ့ရှောင်းဖန်းတို့နားမှာတော့မြူကိုးနေနဲ့ပြည်နေပါတယ်ရှောင်းဖန်းကအတန်တစ်ခုကိုကြားလိုက်ပြီးလှည့်ကြည့်လိုက်တော့ရှီထိုလည်းပျောက်သွားပြီလေမြူတွေကလည်းအရန်ထူထပ်နေတဲ့အတွက်အရေးချေကြည့်နေတော့ပါပဲရှီထိုကပခုံးကိုလာပုတ်တော့စော်ခံလိုက်ရပါပြီဟက်ညီနောင်ကျန်ငါ့ဟိုတောင်ချတာလားဟာဆိုပြီးမိလိုက်တော့မှတောင်းပန်လိုက်ရပါတယ်ပြီးတာနဲ့ခုနကဘယ်သွားလိုက်တာလဲဆိုပြီးမိလိုက်တော့မြူကိုးထဲမှာတာရဲရှိရင်ငါချက်ပြုတ်ပြီးလောက်ရောပို့ဆိုပြီးပြောပြီးတော့တောအုပ်ကထူဆန်းတဲ့အတွက်သတိထားဖို့မှာလိုက်ပါတယ် ရှီတိုရဲ့မော်လက်နက်ကိုကြည့်ပြီးတော့အရှိန်အဝါကမသေးဘူးပဲဆိုတော့ချင်းရွံကိုင်းကတပည့်ပြီးသားပါလေဆိုပြီးချီးကျူးလိုက်ပါတယ်။ချင်းကန်ကိုင်းချီယာကန်နဲ့အရင်မြက်ကဖျောင်းမကန်ရဲ့ဘုရားဘာသာစစ်မှန်မှုချင်းညံကိုင်းဖြစ်တဲ့ထန်းရံဖျားကြောင့်နဲ့ဆက်ဆက်မှုရှိနေတယ်လေ။ရှီတိုရဲ့မော်လက်နက်ကိုနတ်ဆိုးဖြက်စီလို့ခေါ်ပါတယ်။အမိုက်ဆိုးကွက်ကတော့မြေသိရဲ့အနှစ်သာရကိုဆုပ်ယူပြီးတော့နတ်ဆိုးမိစားဆွမ်းအားကိုတုံ့တင်ခြင်းပဲဆိုပြီးကြွားလိုက်ပါတယ်။ပြီးရနဲ့အစွမ်းကိုပါထုတ်ကြွားလိုက်ပါတယ်။ဘာမှတော့ဖြစ်မလာပါဘူး။ခဏနေတော့ကောင်မလေးတစ်ယောက်ရဲ့တခြင်းကြီးတံကိုကြားလိုက်ရပြီလေ။ ဘယ်ကလာတဲ့သချင်းတန်လဲဆိုပြီးတော့လိုက်ရှာနေကြပါပြီနောက်တော့ရေရင်းဘေးကတစ်ပင်တစ်ပင်အောက်မှာအမိသုံးချောင်းနဲ့မြေခွေးမလေးကိုတွေ့လိုက်ပါတယ်သူ့ဘေးကရေရင်းကအနှစ်3000ရှိပြီဖြစ်တဲ့ရှေးဟောင်းရေရင်းမှာလာပြည်ညမှာရိုးသားတဲ့စည်ရင်းမှန်နဲ့ကြည့်မယ်ဆိုရင်ဆန်သားတွေကိုတေချာပေါက်ပြုတ်သွားစေနိုင်ပါတယ် ေခွေးမလေးက၃နှစ်အောင်ကြည်ပြီးသွားပြီမဲ့ချက်ရတဲ့သူရဲ့ယောဂါကတော့တက်တလာတာမျိုးမရှိဘူးလေစိတ်မကောင်းဖြစ်နေတော့မှပဲရှီထိုကမင်းလာကွအမီးသုံးချောင်းမြေခွေးဆိုပြီးတော့မေးလိုက်ပါတယ်ရှီထိုကပြေးလိုက်တဲ့အချိန်မှာပဲပျောက်သွားပြီးတော့ရှောင်းဖန်ရဲ့ဘေးမှာပေါ်လာပြီးတော့ကျမရဲ့တခြင်းထဲကတခုခုကိုတိလိုက်ရလားဆိုပြီးမေးလိုက်ပါတယ်ရှောင်းဖန်ကတိုက်လိုက်တော့ပျောက်သွားပြီးတော့အရှိမထပ်ပေါ်လာပြန်ပြီလေ ဘာလို့ဒီလောက်တောင်ဖီအားပေးပြီးတိုက်နေရတာလဲလို့မေးလိုက်တော့မိစ္ဆာမမင်းကရှောင်းချီမျိုးကလူတွေကိုထိတဲ့တကြဖြစ်စေတယ်မတည်တည်မူလားဆိုပြီးပြေးတိုက်ပြီလေရှောင်းချီမျိုးဆိုတော့မှရှောင်းဖန်တို့ကသူ့ကိုကြီးတွေ့လာတာမဟုတ်မှန်းသိသွားကြပါတယ်ပြီးတာနဲ့အာရပါရရေလိုက်ပြီးတော့မြေခွေးမလေးဘက်ကစတိုက်ပြီလေရှောင်းဖန်ပါလေးကိုကင်ပြီးတော့ကြည့်ရတာတခင်လေးလည်းအတိတ်ကိုလက်မလွတ်ရဘူးထင်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့အနာဂတ်ကလူကိုတွေ့တာနေတယ်ခန်းစားချက်နဲ့ဆိုင်တာကကျမထထတော်ပူသေးတယ်ဆိုပြီးပြောလိုက်ပါတယ်ပြီးတာနဲ့ရှင်းရရင်ထဲမှာလည်းနက်နက်ဆိုင်ဆိုင်လွမ်းဆွတ်တန်တာရတယ်ကောင်းမလေးရှိလာဆိုပြီးတော့ထပ်မိလိုက်ပါတယ်ဒါဆိုတော့လေရေရွေးနဲ့ကိုတစ်ချက်လောက်ငုံကြည့်လိုက်လို့ပြောပြီးတော့ပြေးပြီလေ ချီတိုကတော့နောက်ကနေလိုက်တိုက်ပါတယ်ရှောင်းဖန်ကညှို့ခံလိုက်ရတဲ့အတွက်ရေရွေးဘက်ကိုသွားနေပြီလေသူသွေးဆောင်ဖျားရောင်တက်နေလှည့်သားတာကိုမခံနဲ့ဆိုပြီးတော့ရှီတိုတယောက်လှမ်းအောင်လိုက်ရပါတယ်ရှောင်းဖန်ကတော့သွားနေတော့မှာပဲជីဖို့လုလိုက်တော့မှာပဲပြီးအောင်ကရှောင်းဖန်ကိုជីလို့မရအောင်ဆိုပြီးလှမ်းအောင်လိုက်ပါတယ်ခုနကအလုံးမဖြစ်ခဲ့တဲ့ရှီတိုရဲ့အကွက်ကအခုတော့နှစ်ယောက်စလုံးကိုနောက်ဆုံးအောင်လုလိုက်နိုင်ပြီလေ ပြီးအောင်ကိုတွေ့တော့မိစာမမှာအခုရှိသေးတာပဲဟာဆိုပြီးတော့ရှီထိုကရေရွတ်လိုက်ပါတယ်ပြီးအောင်ကိုပြေးတိုက်မယ်လို့တော့ရှောင်းဖန်ကဝင်ကလိုက်တာကြောင့်ရှီထိုကလည်းအချိန်တက်လိုက်ရပြီလေမြေခွေးမလေးကတော့ရေရွှဲထဲမှာဘာမြင်လိုက်လဲဆိုပြီးမြင်လိုက်တော့ရှောင်းဖန်ကဘာမြင်မြင်နဲ့ဘာဆိုင်လဲဆိုပြီးထပ်မိလိုက်ပါတယ်လက်မှတ်ခံချင်တဲ့အမှန်တရားတော့ဘာလီလက်များရှိမှလဲတဲ့ကန်ဂျမာကကောင်းကင်ကတက်မှတ်တာလူကတက်မှတ်တာမဟုတ်ဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်ပြီးတာနဲ့နောက်တစ်ဖက်ရောက်လာပြီးတော့မြေခွေးမလေးကိုတိုက်လိုက်တာကြောင့်နောက်ကိုလွယ်သွားပြီလေသူတို့ကဖက်ရှန်တောင်ကြားကအကိုလီရွှဲနဲ့အမရန်ဟုံမှာ၅ယောက်တယောက်ဗတ်တက်နိုင်သေးလဲဆိုပြီးတော့ရှီထိုကပြေးတိုက်ပြီးမဲ့ပုံရိပ်ရောက်မကြံခဲ့တယ်လေ မြေကွေးမလေးကဖျက်ချင်တောင်ကြားကပျောက်သွားတဲ့ရေနံနဲ့ပတ်သက်နေတဲ့အတွက်သူတို့ပဲဖမ်းလိုက်ပါမယ်ဆိုပြီးတော့လီရွှင်ကခွင်တောင်းလိုက်ပါတယ်ပြီးရနဲ့ထွက်သွားကြပြီလေစကားနားထောင်တဲ့ညီငယ်လေးတွေကတော့နေရာမှာပဲမနေခဲ့ပဲနဲ့နောက်ကနေလိုက်သွားကြပါတယ်တနေရာရောက်တော့မြေကွေးမလေးကိုမျက်ခြေပြက်သွားတဲ့အတွက်ဘလို့လုံးဝမလဲဆိုပြီးဆွေးနွေးနေတော့မှာပဲမြေကွေးမလေးကအရင်တိုက်လိုက်ပြီလေရှန်ကွမ်းလောင်ကွေငါ့အကိုကြီးတန်ရာပြင်းပြင်းထန်ထန်ရအောင်လုပ်တဲ့အတွက်ဒီနေ့သူ့အဆနှစ်စားချိန်ပေးမယ်လို့ပြောပြီးတော့ထပ်တိုက်လိုက်ပါတယ်သူ့အကိုကြီးဆိုတာကအမိချောက်ချောင်းနှစ်ဆိုးမြေကွေးဖြစ်ပြီးတော့ဖမ်းချန်တောင်ကြားကစမ်းချက်မီနဲ့ဖျားလက်နဲ့ကိုခိုးယူသွားခဲ့တာလေ တိုင်ရင်နဲ့ဂူထဲကိုပြေးသွားတော့နောက်ကနေလိုင်းဝင်သွားကြပါလေ။ညခေါ်သွားတာကိုဝင်လာတဲ့ပေါ့လေဆိုပြီးတော့အာရပါရရင်နေပြီလေ။ရှောင်းဖန်တို့ကလည်းဂူဘောက်ကလည်းရောက်တော့လိုင်းဝင်ဖို့လုပ်ရင်းနဲ့ပြီးအောင်ကိုဘာလို့လိုက်လာသေးရလဲဆိုပြီးမေးလိုက်ပါတယ်။ဘသူကလိုင်းနေသေးလို့လဲဆိုပြီးတော့ပြန်ရတွေ့လိုက်ပါတယ်။ရှောင်းဖန်ကတော့မိစ္ဆာရှင်းဖို့ကမင်းနဲ့မဆိုင်ဘူး။ကိုကိုကအနေရွေးနဲ့မပို့ရှင်တယ်လို့ပြောပြီးထွက်သွားတော့ဝင်ဝင်မဝင်ဝင်နင့်ဘူးမပါဘူးဆိုပြီးတော့ရန်ဖြစ်နေကြပြန်ပြီလေ။ရှောင်းဖန်ကနောက်ကလိုင်းမလာနဲ့ဆိုတော့နင်တို့တွေကငါနောက်ကိုလိုင်းနေတာဆိုပြီးတော့ထပ်ပြောတော့လူများတော့ပို့ဆင်ပြတာပေါ့ဆိုပြီးတော့ရှီထိုကဝင်ပါလိုက်ရပြီလေ။ ဲ့ဒီတော့မှငါးဦးဆောင်မယ်ဆိုပြီးတော့ပြည်အောင်ကခုံဆင်းသွားပါတယ်ဟိုနှစ်ယောက်ကတော့မြေခွေးမှလဲထုတ်လိုက်တဲ့ငကားဝင်ရှင်နဲ့တိုက်နေရပါတယ်မိမှုတ်လိုက်တော့အကွက်ထုတ်ပြီးတော့ကာလိုက်ရပြီလေအမီနဲ့ရိုက်ချလိုက်တော့ပြုတ်ကြကုန်ပါပြီ ပြေဝင်းမလေးကတော့ငကားကိုစီးပြီးတော့ရန်ညိုအစ်စ်တွေရောအဟောင်းတွေရောဒီနေ့ကျင်းစီပေါအဆုံးသက်ပြစ်မယ်လို့ပြောပြီးတော့တိုက်မယ်လို့မိစ္ဆာနဲ့ဆိုတုတ်တယ်လို့អော်ပြီးတော့ရှီထိုးဝင်လာပြီလေ။ရှောင်းဖန်ကဒုံးနဲ့တက်လိုက်တော့နောက်ကိုတော့တို့ခံလိုက်ရပါပြီ။ထပ်ပြေးပြီးတော့ဒုံးနဲ့ရိုက်ချလိုက်တာငကားကတော့မှောက်သွားပါပြီ။ရှောင်းဖန်ကအစင်ပြေလာလို့မေးလိုက်တော့ကင်တင်ပြီးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။တက်ဖွဲ့လဲဆိုတော့ကောင်းတာပေါ့ဆိုပြီးတော့ထပ်တိုက်ပြန်ပြီလေ။ငကားကအောက်ဖက်ကနေပြီးထွက်လာတာဆိုတော့စမ်းချင်ပြီးချင်းပုံကအောက်ဖက်မှာရှိတာသိကြတယ်ဆိုပြီးတော့လီရွှေကပြောလိုက်ပြီးတော့အောက်ဆင်းဖို့လုပ်နေပါတယ်။ငကားကပြီးအောင်ကိုမိနဲ့မှုတ်လိုက်တဲ့အတွက်အကာအကွယ်ကိုဖွင့်ပြီးကလိုက်တော့မှရှောင်းဖန်ရဲ့ဒုံးကငကားကိုအနိုင်ရ သွားပြီလေဒါပေမဲ့အနောက်ကနေတရဝါကြီးတကောင်ထွက်လာပြီးတော့ရှောင်းဖန်တို့ကိုထတ်တိုက်လိုက်ပါတယ်တိုက်ကြရင်လည်းတရဝါကြီးဖန်တဲ့နောက်ကိုရှောင်းဖန်တကောင်ပါသွားပြီလေပြီးအောင်ကနောက်ကလိုက်ဖို့လို့တော့မြေခွေးမလေးကဘယ်ပြေးမလို့လဲလို့ပြောပြီးတော့နောက်ကနေလိုက်တိုက်ပါတယ်ငကားကလည်းပြန်ထလာတဲ့အတွက်ရှောင်းဖန်နောက်ကိုလိုက်ဖို့ခက်ခဲနေကြပြန်ပြီလေမြေခွေးမလေးကတော့ပြီးအောင်တို့ကိုငကားနဲ့ထားခဲ့ပြီးတော့သူကတော့အကိုကြီးကိုတွေ့မှဆိုလို့နောက်ကနေလိုက်သွားပြီလေရှောင်းဖန်တယောက်အမိချောင်ချောင်မြေခွေးရှိတဲ့နေရာကိုတဲတဲကြီးရောက်သွားပါတယ်မင်းကတော့တက်တာလားဆိုပြီးတော့စကားတော်မနေပြောနေရပါတယ်ရှောင်းဖန်ကတော့ခက်တီတီပဲဟုတ်တယ်လေဆိုပြီးပြန်ဖြေလိုက်ပါတယ် ခမရတို့တွေရှောင်းချီမျိုးကန်တွေကိုနင်းနေညာညာနှောက်ရက်ပြီးတော့လူအသက်တွေကိုထိခိုက်စေတယ်လေဆိုတော့မိမသက်တည်ရှိလို့လားဆိုပြီးတော့ပြန်မေးတာခံလိုက်ရပါတယ်သက်တည်တောင်းတော့ပြန်ဖြေစရာရှောင်းဖက်မှာမမေရရမရှိပါဘူးငါတို့တွေကမိစ္ဆာတွေမို့လို့မိမျက်လုံးထဲမှာငါတို့လိုမကောင်းဆိုးဝါးမိစ္ဆာမျိုးတွေကလူလောကကိုဒုက္ခပေးပြီးကျင်းစီပေါင်းရှင်းထုတ်ရမှာပဲဟုတ်လားလို့ပြန်မေးလိုက်တော့ခမရတို့ကလူတွေကိုဒုက္ခပေးတဲ့အတွက်ကျွန်တော်တို့ကကောင်းကင်အစားတရားမျှတမှုယူပေးတာဆိုပြီးပြန်ဖြေလိုက်ပါတယ်ကောင်းလိုက်တဲ့ကောင်းကင်အစားတရားမျှတမှုယူပေးတာမင်းတို့လူမျိုးနွယ်တွေအကျိုးစီးပွားနဲ့ကာကြီးမှုရှိရတယ်ပဲလောကကြီးကိုဒုက္ခပေးတာဖြစ်ပြီးတော့အခါတောင်းမကသိသိနေတာပဲမဟုတ်လားဆိုပြီးတော့ပြောလိုက်တော့ရှောင်းပန် တယောက်ဒေါသထွက်သွားပြီလေလူတွေကဂူတွေကရှားပါးရတနာတွေကိုအပြိုင်ဆိုင်လာရှာဖွေကြပြီးတော့ဂူတွေကထူးဆန်းတဲ့တားရဲတွေကိုထိတ်လန့်စေတယ်မင်းပြောနေတယ်မကောင်းတာကိုလုပ်တဲ့မိစ္ဆာမျိုးကိုတားလိုက်လို့သာမဟုတ်ရင်မင်းအခုဒီနေရာမှာတရားမျှတမှုကိုလက်ကင်ထားနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ခုနကဆွဲသွားတဲ့တရဝလက်ကနေရှောင်းဖန်းကိုတူကယ်တာကိုပြောချင်တာပါရှောင်းဖန်းကတော့လာညာမနေနဲ့ဆိုပြီးတော့ဒေါသနဲ့အော်နေပြီလေမြေဝင်းမိထားတာကခန္ဓာအစိတ်ပါရှောင်းဖန်းမိထားတာကတော့စိတ်နှလုံးအစိတ်နှစ်ယောက်စလုံးကအစိတ်တွေနှလုံးသားထဲထိအောင်ဝင်သွားတဲ့အတွက်ကဲဖို့ဆေးမရှိတော့တဲ့အကြောင်းကိုပြောလိုက်ပါတယ်ရုပ်တရက်အေးအေးတက်တက်ထားပေါက်လာတော့ရှောင်းဖန်းလည်းစိတ်လျှော့လိုက်ပါတယ် အခုချိန်မင်းငှောက်တက်ဖို့ခွင့်ရေးကောင်းမယ်တော့ဆိုပြီးတော့ဂျေနာတခုကိုထိုးလိုက်တော့ရှောင်းဖန်ကသူ့ကိုတိုက်တဲ့ထင်ပြီးတော့ရွေလိုက်ပါတယ်ပြီးအောင်တို့ကတော့ငကားနဲ့တိုက်နေတော့မှာပဲရှီထိုးကငါရဲ့နတ်ဆိုးဖြက်စီထိုးကိုတစ်ချက်စားလိုက်ဆိုပြီးဝင်ပိုင်းတော့ငကားကထိုးကိုကြိုက်ပြီးတော့ဟိုဘက်ဒီဘက်ရမ်းနေပြီလေကြိုက်ထားတဲ့ဟာဆိုပြီးတော့អော်လိုက်ရပါတယ်ပြီးအောင်ကလည်းအကွက်ကိုကြည့်ဆိုပြီးတော့ထက်ကျွေးပါတယ်မူးနောက်သွားပြီးတော့ဂူနရဲနေကိုပါဝင်တိုက်ကုန်ပြီလေရှီထိုးကသူ့ငကားကိုတာဝန်ယူမယ်လို့ပြောပြီးတော့ပြီးအောင်ကိုတော့ရှောင်းဖန်ကိုတော့ရှာဖို့ပြောလိုက်ပါတယ်ရှောင်းဖန်စီကိုတိတ်မသွားခြင်းနဲ့ပြီးအောင်လေးခင်ဗျာတွင်းပေါက်ထဲကိုဝင်သွားတာတန်းနေတာပါပဲ ရှောင်းဖန်ကမြေခွေလို့သူများကိုရက်ကြည့်နေတော့အမင်းဘာလို့ငါ့ကိုမတိုက်တာလဲဆိုပြီးပြောလိုက်ပါတယ်တကယ်ဆိုရင်မျိုးရွယ်သူမဟုတ်ရင်တတ်တဲ့နယ်မဟုတ်လားလို့ပြောနေတော့မှမြေခွေမှလည်းရောက်လာပြီးတော့ရှောင်းဖန်ကိုတိုက်လိုက်ပါတယ်ရောက်ရောက်ချင်းအစင်ပြေလာလို့မေးလိုက်တော့ခေါင်းခါပြလိုက်ပါတယ်နေငါ့ကိုကြီးကိုဘာလို့ချင်တာလဲဆိုပြီးတော့ရှောင်းဖန်ကိုတိုက်ဖို့လို့တော့မြေခွေကတားလိုက်ပြီးတော့ဖြောင်းမှန်လန်းစင်ခိုင်းအောင်ကဒီညီနောင်လေးကငါ့ရဲ့လက်ကျန်အသက်ကိုမနှုတ်ချင်သေးဘူးဆိုပြီးပြောလိုက်ပါတယ်ဖန်ရှမ်းတောင်ကြားကလူတွေလာပြီးဆိုတော့နှစ်300ရှိပြီနောက်ဆုံးတော့လာခဲ့ပြီပဲဆိုပြီးပြောတော့မြေခွေမှလေးကထွက်ပြေးကြဖို့ခေါ်လိုက်ပါတယ်ဒါပေမဲ့သူကတော့ထွက်မပြေးဘူးလေ သူ့ရဲ့နှစ်တထောင်နီးပါးကျင့်ကြံမှုတွေကအအေးကိုပါရေကဲစုစိတ်တွေကြောင့်ပျက်စီးသွားခဲ့ပါပြီ။မြေခွေးမလေးကိုတော့အလကားသိဖို့မလိုဘူးဆိုပြီးပြောလိုက်ပါတယ်။ မြေခွေးမလေးမှာကနှစ်300ကျင့်ကြံမှုပဲရှိပါသေးတယ်။ဒါကြောင့်တယောက်တည်းလဲသူတို့ကိုရင်မဆိုင်နိုင်ပါဘူး။မြေခွေးမလေးကိုထွက်ပြေးဖို့မျက်ရည်တွေကိုတုပ်ပေးပြီးပြောလိုက်ပါတယ်။မြေခွေးမလေးကတော့ဘာလို့ဒီလိုပြောရလဲဆိုပြီးတော့ခူချီတောင်မှာအကူနဲ့ဆုံခဲ့ရတဲ့အချိန်ကစပြီးတော့ညီမတို့ကဘာအဆုံးလူသူမရှိတဲ့မြေရိုင်းတွေကြီးဖြစ်ခဲ့တဲ့ခေတ်တွေကိုပါဖြတ်တန်းခဲ့တယ်ဆိုပြီးပြောပြလိုက်ပါတယ်။မြေခွေးမလေးကတော့ဒါကိုနောင်သားမရသလိုသေရင်တောင်အကူနဲ့မခွဲနိုင်ဘူးဆိုပြီးတော့ဘေးမှာဒူးထောက်ပြီးတော့ငိုချရင်ပြောလိုက်ပါတယ်။အဲ့ဒီချိန်မြေခွေးကလည်းရေခဲစိတ်ပြန်ထလာပြီလေ။ တကယ်လို့ဖက်ရှင်တောင်ကလူတွေမလာရင်တောင်သူကအစိတ်ကြောင့်သိမှာပါပဲမြေဝေးမလေးကညာတိုင်းဒီလိုအကူညှင်းပန်းနှိပ်စက်ခံနေရတာကိုကြည်နေခဲ့ရတယ်စိတ်ထဲမှာဘလောက်တောင်အကူအစားဒုက္ခခံနေနေလဲသိရလားဆိုပြီးတော့ငိုပြီးမေးလိုက်ပါတယ်နေ့တိုင်းလဲလာပြည့်ရှေးဟောင်းကြီးတွေမှာမျက်နှာမူပြီးဆူတောင်းခဲ့ရတယ်လေအတူရှိတဲ့အချိန်တွေကအပျော်ဆုံးချိန်ဖြစ်ပြီးတော့ဘယ်တော့မှလဲသူ့နောက်လိုက်ခဲ့လို့နောင်နာမရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်မြေဝေးကလည်းမြေဝေးမလေးကောင်းကောင်းသက်ရှင်နေဖို့ကိုပဲမျှော်လင့်နေတာပါမြေဝေးမလေးနဲ့အတူတူဟူချီတောင်မှာ မမွန်ပန်းလေးတွေစိုက်ဖို့အတွက်စိတ်ကူးညီနေကြတာလေချစ်တဲ့သူတွေကိုပေးမညတာကတဘာဝပါပဲဒါတွေကိုတော့ပြိသက်ကြီးလို့ FA တွေမသိနိုင်တာမလို့ဆက်မပြောတော့ပါဘူးဒီလိုကြည်ပွဲပဲကောင်းတယ်အချစ်ဆက်လန်းကိုမြုံမြင်ကိုရီမြင်နေရတဲ့သူကတော့ရှောင်းဖန်ပေါ့နှစ်300လုံးအတူရှိခဲ့ပေမဲ့နောက်ဆုံးချိန်ကိုရောက်လာခဲ့တဲ့အခါမှာတော့တယောက်တည်းထွက်သွားခိုင်းရတယ်ဆိုပြီးဝန်ထဲသွားပြီးတော့အရင်သွားနှိမ့်မယ်လို့ပြောပြီးတော့ခုခုကိုအဆုံးသတ်လိုက်ပါတယ်မြေဘွေးကတော့ဘာလို့ဒီလိုလုပ်ရတာလဲလို့ဖတ်ထားရင်းနဲ့မေးလိုက်ပါတယ်မသေးခင်လေးမှာအရင်ကတင်ပေးခဲ့တဲ့တချင်းလေးဆူပြလို့ရမလားလို့ပြောပြီးပြီးချင်းပါပဲမြေဘွေးရဲ့ရင်ဝင်ထဲမှာအသက်မရှိတော့တဲ့မြေဘွေးမလေးရဲ့ကိုပဲကြံခဲ့ပါတော့တယ် အသက်မပါတော့တဲ့ကိုကိုဖတ်ထားပြီးတော့တခြင်းဆိုပြလိုက်ပါတယ်လူသွင်ပြောင်းထားတဲ့ကိုကနေပြီးတော့မူလခန္ဓာဖြစ်တဲ့မြေခွေးအသွင်ကိုရင်ခွင်ထဲမှာပဲပြောင်းသွားပြီလေတခြင်းဆိုပြီးတာနဲ့နှစ်300လုံးမင်းနဲ့အတူတူရှိခဲ့ရတဲ့တို့အရန်ပြော်တယ်လို့ပြောလိုက်ပါတယ်ပြီးတာနဲ့ရှောင်းပန်းကိုအနားလာခဲ့ဖို့ခေါ်လိုက်ပါတယ်သူမှလည်းမရှိတော့ဘူးဆိုတော့အရန်ဖိုးတတ်ပါလေဆိုတော့စမ်းကြင်မိကျင်းပုံကလည်းသူ့အတွက်ဗာဒိဗေမှမရှိတော့ဘူးလေဒါကြောင့်မြေခွေးမျိုးနွယ်ရဲ့အသက်ပေါင်းများစွာနဲ့လဲလာခဲ့တဲ့အနိုင်မဲ့နတ်ပစ္စည်းဖြစ်တဲ့စမ်းကြင်မိကျင်းပုံကိုရှောင်းပန်းကိုလက်ဆောင်ဖြစ်ပေးလိုက်ပါတယ်ဒါပေမဲ့တခြားသူတွေကိုတော့မတွေ့သေးဘူးမှလိုက်တယ်လေ ပြီးတာနဲ့သူတို့ရှိနေတဲ့ကြောက်ပလင်ကိုနှစ်ချမ်းခွဲလိုက်ပြီးတော့ခြေစုပ်ပြုတ်ပြီးတော့သူတို့ကိုပို့ဆောင်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။ရှောင်းဖန်ကမဝင်မရဲဖြစ်နေတော့အမေကွေးကလှုပ်ဖို့ကောင်းကြီးပြလိုက်ပါတယ်။ဒါကိုမြင်တဲ့သူကတော့ပြီးအောင်ပါ။သူလည်းပဲရှောင်းဖန်လိုမျက်ရည်တွေနဲ့ပဲလေ။ပြီးအောင်ကိုတွေ့တော့မျက်ရည်တွေတုတ်ပြီးတော့သူ့စီကိုသွားလိုက်ပါတယ်။ရှီထိုရောက်လာပြီးတော့အတံပြင်းနဲ့မြေကွေးနှစ်ကောင်ပဲမှလဲဆိုပြီးထအောင်တော့ဖီးငုံသွားပြီလေ။ သူ့နောက်ကနေဖန်ရှန်းတောင်ကနှစ်ယောက်ကလည်းရောက်လာပါတယ်သူတို့ရောက်လာတဲ့ချိန်မှာဟိုအတွဲကိုမတွေ့တော့ပါဘူးအကြောင်းကတော့ချော်ရီထဲမှာနင်းမြုပ်သွားတာကြောင့်ပါပြီးတာနဲ့ကူထဲကနေထွက်လာကြပါတယ်အချင်းချင်းနှုတ်ဆက်ပြီးတော့မသွားခင်မှာလင်းရွှန်ကမိသားစဉ်မော်လနဲ့ကိုတွေ့ခဲ့လာဆိုပြီးရှောင်းဖက်ကိုမေးလိုက်ပါတယ်အမြဲတမ်းဂရီတီတက်တဲ့ရှောင်းဖက်ကတော့မတွေ့ခဲ့ကြောင်းကိုပဲပြန်ပြောလိုက်ပါတယ်အဲ့ဒီတော့မော်လနဲ့ကလည်းသူတို့နဲ့အတူချော်ရီထဲကိုပါသွားတာဖြစ်မယ်ဆိုပြီးကောက်ချက်ချလိုက်ပါတယ်ဆရာသူအမထွက်မသွားခင်ရှောင်းဖက်တို့ဂိုင်းကလူတွေအရှိပင်လေလှူပေါတောင်မှာဆူယုံနေကြတယ်ဆိုတဲ့သတင်းကိုပေးလိုက်ပါတယ်ပြီးတာနဲ့သူတို့လည်းထွက်သွားကြပြီးတော့ရှောင်းဖက်တို့ကလည်းမြို့ကိုအရင်ပြန်ဖို့ထွက်သွားကြပါတယ် ယ်။ချောင်းမန်တယောက်ဘာတွေဆက်ပြီးကြုံရမလဲဆိုတော့နောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးပါအောင်။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ။